လိုင်းကူလေးပြင်းငေါ့မင်းရဲ့အစွမ်းအပြည့်ဟောင်းနဲ့တိုက်ခိုက်ကြည့်စမ်း နိုင်ငူလီပင်းအရှင်သခင်ကလည်းခဏတတွေ့ပြီးတစိမ့်တစ်ခုကိုဖဲလိုက်ပါတယ်ခင်ရောက်အလင်းနေရသူ့ရဲ့ခန္ဓာကိုယ်ကိုဝင်ရသွားပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ပြီးတော့ဆုတင်ပါတယ်အလင်းတန်းနေရကြောက်ပြားတစ်ခုအဖြစ်ပြောင်းလဲသွားပြီးဝင်လင်းစီကိုတူပြီးနဲ့ဥတီသွားပါတယ်ကြောက်ပြားပေါ်မှာမှော်ထွင်းစားတွေမေးမတွနိုင်အောင်လက်ခဲဖြစ်နေပြီးဝင်လင်းစီကိုတိုးဝင်လာတဲ့ကြောင်မုတ်ဖွဲရကောင်းတဲ့အချိန်မှာတစ်ခုကိုဖန်တီးလိုက်ပါတယ်ဝင်လင်းရဲ့ပက်လက်ကကောင်းကင်မှာကွဲရတံများကလည်းထပေါ်လာပြီးအကွဲကြောင်းနေရာချက်ချင်းပဲပေါ်လာပါတယ်ဒူဝါရင်ကြောက်ပြားဝင်လင်းစီကိုရောက်လာတဲ့အချိန်မှာအပြောင်းအလင်းတန်းကလက်ခဲပြောင်းလဲ သွားပြီးမြုံနိုင်လောက်တဲ့အမြန်နှုံးနဲ့ကြောက်ပြားကိုပိတ်ဆို့လိုက်ပါတယ်။ကြောက်ပြားနဲ့ဒိုင်းကနေတိုက်မိသွားပါတယ်။ကျေလောင်နဲ့ပောက်ခွေးတန်လည်းထွက်လာပြီးကြောက်ပြားကပြုတ်ခွဲသွားပါတယ်။ဒါပဲဆိုရင်တော့ဘာမှဖြစ်ပေမဲ့လှန်ကူလီပင်းရှင်တခေကိုအန်အသိစေတာပြုတ်ခွဲသွားတဲ့ကြောက်ပြားကနေမူလဆွေရင်ကိုဒိုင်းရဆုပ်လိုက်တာပါ။ဒိုင်းရတောက်ပဆောင်နဲ့လင်းလက်သွားပါတယ်။ဝလင်းကတွေးတွန်းရင်လက်ခုဖွင့်ရလိုက်တော့ဒိုင်းရသူ့ရဲ့လက်ဖွားလေးကိုပြန်ဦးလာပါတယ်။တိထာကြည့်ပြီးရင်တော့ဝလင်းကပြုံးလိုက်ပါတယ်။ဒီရတနာပစီကတော်ဝင်သွေးမျိုးနဲ့ဆူရဲ့ရတနာပစီမဟုတ်ပေမဲ့ တမန်ရှိယောင်းနှဖျားရီရဲ့ရှားမှာတော့အထုံးထိတ်ပစီပဲတမန်ရှိယောင်းနှဖျားရီရဲ့ရှားမှာတော့အထုံးထိတ်ယတနာပစီပဲအမွေနစ်ထေကအချက်လက်အရမူလဆွေးလုံလောက်တာဆွေးဥလိုက်ရင် အထဲမှာချိပိတ်ထားတဲ့အသက်ကဲ့နည်းပညာကိုအသက်သွင်းလို့ရတယ်။ဝလင်းရဲ့စိတ်ဆွမ်းအားနဲ့တော့မှစိတ်မလှုပ်ရှားပဲမနေနိုင်ပါဘူး။ကျယ်ရှိပွင့်ရှေးအောင်တစ်ဖရာတပါအသက်ကဲ့နည်းပညာလို့သတ်မှတ်ထားတဲ့နည်းပညာဆိုတော့ဘလောက်ထိတော့အဆွမ်းထက်လိုက်မလဲ။ဝလင်းကအသက်ကိုပြပင်းရှူပြီးဒိုင်းကိုကြည့်လိုက်ပါတယ်။သူ့ရဲ့မျက်လုံးကြီးကလင်းလက်သွားပြီးဒိုင်းကပြန်ချုပ်သွားပါတယ်။ဝလင်းရဲ့ညာဘက်မျက်လုံးထဲကိုတန်းဝင်သွားပါတယ်။ယခုဆိုရင်ဝလင်းမှသပင်ရှည်ရရှိပြီးညာဘက်မျက်လုံးကအရင်ဦးမှထူးဆန်းနေပါတယ်။သူ့ရဲ့ညာဘက်မျက်လုံးကမိုးပြောင်းတစ်ခုလိုဖြစ်ပြီးဘရောမောင်မမိနိုင်စရာမျက်လုံးပါပဲ။ထိုအချိန်မှာရေဝင်းညင်ဂျိုးကနေဝေးတဲ့နေရာမှာ လင်းနန်းတစ်ခုကထိုင်ဝမ်ဂျိုစီကိုဥတီလာပါတယ်ထို့အလင်းနန်းထရလူကတော့စစ်ထုနံမှာသူ့ကိုမူလစွမ်းအင်နေရဝင်းရထားပါတယ်သူ့ရဲ့အနေရောက်စပင်းနေရလွင့်နေပြီးတန်တန်းတဲ့ခန္ဓာကိုယ်ပေါ်လင်းစေပါတယ်ဒူဝါရင်သူ့ရဲ့မျက်နှာမှာမကောင်းဆိုးဝါးဆန်တဲ့အရင်းရောင်တစ်ခုကရှိနေပါတယ်ထို့ရာသူ့ကိုနဆိုးနှဖျားတစ်ပါးလို့ထင်ရစေပါတယ်သူတယောက်ထရသာမဟုတ်ပါဘူးသူ့ရဲ့ဘေးမှာမျိုးသမီးတယောက်ကလည်းရှိပါတယ်ထို့မျိုးသမီးကအရန်ဦးမှာလာပြီးဆွဲဆောင်မှုရှိပါတယ်ပိုးတဲ့ဝစ်ဆုံကိုလည်းဝစ်ဆင်ထားပါတယ်ပြန်တန်းနေတော့ပိုးတဲ့ဝစ်ဆုံကသူ့မရဲ့ခန္ဓာကိုယ်နဲ့ကပ်နေပြီးသူ့မရဲ့ကောက်ကြောင်လာတဲ့ခန္ဓာကိုယ်ပေါ်လင်းစေပါတယ်ဒီထိုင်ဝမ် တူကဘာလို့ဒီလောက်တော့မှရှားခတ်နေရလဲဒီအားနဲ့သမီးလေးနဲ့တောင်မတွေ့ခင်ရှာမတွေ့တော့ဘူးစစ်ထူနာအမှန်တိုင်းပြောနေလားဆိုတာမသိပြင်မဲ့ချုံမောလာပါတဲ့အမျိုးသမီးကတော့တခိခိနဲ့ရင်မောနေပါတယ်အမျိုးသမီးကဆွဲဆောင်မှုရှိတဲ့မျိုးလုံးနေနဲ့အကြီးကဲစစ်ထူကဘာလို့ထိုင်ရကြိုးလာတာလဲဟာဟာဟာငါရဲ့ညီကိုရှာဖို့လာတာမတွေ့ရတာကြာနေပြီလေသူရဲ့ချင်းချက်မှုအစင်အားဘလို့ရှိနေပြီလဲလည်းမသိဘူး စစ်ထူနန်ကအတက်ရုပ်ပြန်အမှတ်ရသွားပြီးသူ့ရဲ့စိတ်ထဲကနေတပင်းကိုချလိုက်ပါတယ်ဝလင်းကိုမတွေ့ရတာနှစ်ရာနဲ့ချိန်နေပြီအခုအိတ်ကောင်လေးကဘလို့နေလဲမသိဘူးဆွဲဆောင်မှုရှိပြီးလှပတဲ့အမျိုးသမီးကရင်မောလိုက်ပါတယ်အကြီးကဲညီငယ်နမေကဘလို့ခေါ်လဲမသိဘူးဂျူနီယာကသိကျင်လို့ပါငါညီရာထောတာမဟုတ်ဘူး ဒါကြောင့်မင်းတို့ကသူ့ကိုမသိတော့ဘူး။စစ်ထုံကရင်လှပတဲ့အမျိုးသမီးရဲ့ခေါင်းကိုလှမ်းဆွဲပြီးတော့ညှစ်လိုက်ပါတယ်။အမျိုးသမီးကသူဒီလိုလှုပ်တော့မခံနိုင်တော့ပဲပြန်တွန်းထုတ်လိုက်ပြင်မယ်။စစ်ထုံကအတင်းဆွဲဖက်လိုက်ပါတယ်။သူကရင်ထိုင်ဝဲဂျိုစီကိုတန်းပြီးတော့ပြန်သွားပါတယ်။မင်းကလေးမလို့ပါနဲ့။မင်းကပန်းရောင်နားတော့မှာမင်းရဲ့ညီမတွေအများကြီးကရှိတယ်ပြောတယ်မလားအဲ့ဒီနေရာမင်းပြောသလိုတကယ်ကိုခန်းနာလောက်ဆိုတော့သွားကြည့်ရအောင်အမျိုးသမီးကစစ်ထူနန်ကိုညှို့ဖန်ဆန်းနိုင်တဲ့မျိုးလုံးလေးနဲ့ကြည့်ပြီးပြောင်းလိုက်ပါတယ်အကြီးကအရန်ကိုကျင်းနေမှာပါ ပန်းရုံနန်းလိုဟာကျမတို့ညီမတွေကိုမမေ့ပါနဲ့နော်စစ်ထူနန်းထိုစကားကိုကြားတော့စိတ်ထဲမှာရမ်းလာပြီးဖန်လန်ဂျိုကအလာတရားတွေကိုတွေးမိသွားပါတယ်တနေ့သူကဖန်လန်ဂျိုကိုအုပ်ချုပ်နိုင်ရင် သူနဲ့သူညီဝန်လင်းကအလာတရားကြီးတွေကိုတယောက်တစ်ဖက်စီနဲ့ဖတ်ထားလို့ရပါမယ်ထိုရာသူ့ဘဝရဲ့အကြီးမားဆုံးသောပျော်ရွှင်မှုပါဒါပေမဲ့အဲ့ဝန်လင်းကတော့တစ်သားတုံးကြီး ငါရဲ့နှစ်ပေါင်းများစွာတင် जा ပေးမှုကလည်းအလကားဖြစ်သွားပြီစစ်ထူနန်းပျော်ရွှင်စွာနဲ့ကစားနည်းရဲ့အချိန်ဝေးလန့်နေရေဝဉ္ဉ်ချိုမှာဝလင်းရဲ့ညာဘက်မျက်လုံးကအပြောင်းတောက်ပါလာပါတယ်သူရဲ့ဝေးုံလက်ကိုဖွင့်ရလိုက်ပြီးပြန်လဲကျဉ်ကျံမှုအတွက်ပိတ်ထားတဲ့တကားတွေကိုဝင်သွားပါတယ်အနီးနားလူတွေအလုံးကလည်းပြန်ထွက်သွားကြပြီးရေဝဉ္ဉ်ချိုမှာညီတမှုကပြန်လဲရောက်ရှိလာပါတယ်လူအများကြီးကအိမ်မပျော်တဲ့ညတွေကိုကြုံတွေ့ခဲ့ရပြီးအထူးဆိုရင်ကျဉ်ကျံလူနောင်မရကြပါဘူးချန်ကြီးကို၃ရောက်လှိုင်ကူလီပင်းရှင်တခင်နဲ့လင်းရဆိုတဲ့မိန်းကလေးကလည်းအလိုပါပဲ ကောင်းကင်ကိုထိုးဖောက်နေတဲ့ပုံရင်ကိုမြင်အောင်ပြီးထိုင်ချလိုက်တဲ့အချိန်မှာတော့သူမမပြေလို့မရပါဘူး။ငိန်တန်းနေအောင်မနေနိုင်ပဲအရာထဲမှာလူလိမ့်နေမိပါလေ။ဘာလို့အဲ့ဒီကြီးမားတဲ့ပုံရင်ကိုမြင်လိုက်ရတဲ့အခါပြည်လင်ဝန်စားချင်းစုံကိုအိမ်မက်မက်နေတယ်လို့ခံစားရတာလေ။အဲ့ဒီအချိန်မှာငါတခါမှမခံစားရဘူးတဲ့။လေးစားမှုတစ်မျိုးကိုခံစားလိုက်ရတယ်။ လင်းရကဘာမှနားမလည်လိုက်ပါဘူးမနဲ့မိုးလေးနဲ့အထိလဲအိမ်မပြော့ပါဘူး။သူမအိပ်ပြော့သွားတဲ့အချိန်မှာအချင်းချင်းကြာမအိပ်လိုက်ရပေမဲ့ဘွားတစ်ခုလုံးကိုအိမ်မထဲမှာတွေ့ကြုံခန်းစားလိုက်ရတယ်လို့ပါပဲ။သူမရဲ့အိမ်မထဲမှာသူမအချားလူတယောက်ဖြစ်ပြောင်းလဲသွားပြီးထူးဆန်းတဲ့ဝတ်စားတွေကိုဝတ်ဆင်ထားပါတယ်။သူမယင်းနီပီတာဖြစ်ပေမဲ့မင်းနီးတဲ့ကဘာတစ်ခုကရှိနေပါတယ်။ကောင်းကင်ကအပြာရောင်ကလှပစွာနဲ့တောက်ပါနေပြီးလူတွေကိုမျက်စိကျဉ်းစေနိုင်ပါတယ်။သူမကောင်းကင်ထဲကိုထိုးတက်နေတဲ့မြေမာတဲ့ရေပလင်ပေါ်မှာရက်နေပါတယ်။အောက်မှာတော့ထူးဆန်းတဲ့ဝတ်စားတွေကိုဝတ်ဆင်ထားတဲ့အမျိုးသားအမျိုးသမီးတွေအများကြီးရှိပါ တယ်သူတို့ကထူးဆန်းတဲ့နီးပညာများကိုရွေးဆိုနေကြပြီးထိုအတန်တရကဘာတော်အမပိတ်တင်ထမ်းနေပါတယ်သူမလမောင်းဆန်တန်းပြီးကောင်းကင်ကိုလေးစားစွာနဲ့ကြည့်နေပါတယ်ထိုရာသူမကောင်းကင်ကိုခေါ်သလိုဆက်သွဲ့နေသလိုပါပဲအချိန်တော်ကြာပြီးနောက်မိုးတိတ်နေတဲ့လေတွေကတိုက်ခတ်လာပြီးကောင်းကင်ကပြောင်းလဲသွားပါတယ်မိုးတိတ်နေရကောင်းကင်ကိုဖုံးလွှမ်းသွားပြီးအောက်ကလူတွေကပို့ပြီးတော့ကျေလွန်စွာရွေးဆိုလာကြပါတယ်သူတို့ရဲ့မျက်နှာတွေမှာဆိတ်လုရှားမှုနဲ့အလွန်မင်းကိုလေးစားမှုကိုဖော်ပြနေပါတယ်သူမရေပလင်းပေါ်မှာဒူးတစ်ဖက်ထောက်ပြီးလက်နှစ်ဖက်ကိုပလင်းပုံစံပြုလုပ်ရင်ရင်ဘက်ရှိမှာဖွဲ့ရ 哪里？啊 သူ့ရဲ့ခေါင်းကိုမောကြည့်လိုက်တော့ပါလာဖြူဖွေးနေတဲ့လေပင်ကိုမြင်လိုက်ရပါတယ်ထိုထူးဆန်းတဲ့လက်ဟန်ကိုပြုလုပ်ပြီးရတော့သူ့ရဲ့ပါဇက်ကနေအတန်တစ်ခုကထွက်လာတဲ့ပုံရပါတယ်ထိုအချိန်မှာကောင်းကြီးကမူတိတ်နေရပြင်းထန်စွာနဲ့လှူရှာလာပြီးအလင်းနဲ့နှစ်ခုကမူတိတ်နေကိုထုဖောက်ကမြေပြင်ပေါ်ကိုကြောက်လာပါတယ်ထူးဆန်းတဲ့အစွမ်းတစ်ခုကမူတိတ်နေကိုဖုံးလန်းပြီးအရင်မျက်နှာအားလုံးကိုပြန့်နှံ့သွားပါတယ်ဒိုးဝါရင်ထိုအချိန်မှာမူတိတ်နောက်မှာကြီးမားတဲ့ပုံရိပ်တစ်ခုကပေါ်လာပါတယ်ထိုရာတော့ရှီအောင်နှဖျားတစ်ပါးပါခန္ဓာကိုယ်ရဲ့အပေါ်ပိုင်းတစ်ဝက်ကိုပဲမြင်ရပေမဲ့ကောင်းကြီးနေမြေကြီးကိုပိုက်ဆိုင်လာသလိုပါပဲရှီအောင် င်းနှဖျားရဲ့မြခုံတစ်ခုကြားမှာကျက်ရှိပွင့်ကအမြန်လေပတ်နေပါရင်ထိုရှင်းအောင်နှဖျားပေါ်လာတဲ့အချိန်မှာရစ်ပလင်အောက်ကလူတွေအလုံးကအဟိပီစိတ်ရလွန်ပါနေတဲ့အမူအရာများကိုပြသကြပါရင်အိမ်မက်ကလည်းရုတ်တရက်အဆုံးသက်သွားပါရင်လင်းအားမျက်လုံးဖိမ့်ပြီးမျက်နှာကျုပ်ငေးကြည့်နေပါတယ်ထိုကဲ့သို့အိမ်မက်မျိုးပထမဆုံးအချိန်မတ်တာမဟုတ်ပေမဲ့သူမအသိစိတ်ရှိလာကြအောင်မကြာခဏပေါ်လေးရှိပါတယ်ထိုအရာသူမရဲ့နှလုံးသားတွေကလှုပ်ဝှက်ချက်ပါ ူမဘာလို့ထိုအကြောင်းဘသူမှမပြောချင်မှန်းမသိတော့ပါဘူး။ထိုနေ့အထိသူမရဲ့အရင်းအဆုံးတငယ်ချင်းကြောက်စွရအောင်မသိပါဘူး။သူမရဲ့အဖိုးရီချမ်းလည်းမသိပါဘူး။အစားလင်အားထိုအရာတွေကိုသူမရဲ့စိတ်ကူးရင်မူလို့ထင်ခဲ့ပါတယ်။အချိန်ပေါင်းများစွာမြင်ခဲ့ဘူးဝင်မဲ့အမြဲတမ်းမှုံဝါပဲမြင်ရပါတယ်။ဝယ်လင်းဆိုတဲ့အကြီးကဲနဲ့တွေ့ပြီးတဲ့ညမှာပထမဆုံးအချိန်ဖြစ်ရှင်းရှင်းလင်းလင်းမြင်လိုက်ရပါတယ်။အပြင်မှာထိလန့်စရာကောင်းတဲ့အဖြစ်အပျက်တွေဖြစ်နေပေမဲ့သူမကတော့အိမ်မက်ကနေမနှိုးခဲ့ပါဘူး။ထိုညကအိမ်မက်ထဲမှာအားလုံးကိုမြင်လိုက်ရပါတယ်။သူမနောက်ထူးဆန်းနေလို့ထင်မိပါတယ်။ဘာလို့ အကြီးကဲဝံတွေ့တွေ့ချင်းယင်းနိမှုတမျိုးကိုခံစားရတာလေ။သူမကအရန်ဥမထူးဆန်းနေလို့ခံစားရပါတယ်။ဘဝရင် ထိုးချိန်တုန်းကသူမကတိတ်ပြီးတော့ဂင်းဆိုင်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့သူမရဲ့စိတ်ထဲမှာထိုးရအလုံးကအိမ်မက်တွေလိုပဲထင်နေခဲ့လို့ပါ။ဘဝရင်ထိုးညနောက်ပိုင်းမှာတော့အရာအလုံးကပြောင်းလဲသွားပါတယ်။ကောင်းကင်မှာကြီးမားခံရတဲ့ပုံရိပ်ကိုသူမကမြင်လိုက်ရပါတယ်။ထိုးပုံရိပ်ကသူမရဲ့အိမ်မက်ထဲကပုံရိပ်နဲ့အတူတူမဟုတ်ပေမဲ့မျက်ခုံးတစ်ခုကြားကျယ်တင်နေသူမရဲ့နှလုံးသားကိုထိုးဖောက်လာတဲ့ခံစားချက်ကတော့အတူတူပါပဲ။သူမရဲ့အိမ်မက်ထဲကအိမ်မက်လူသားတကယ်ရှိမှန်သူမက တစ်ခါမှမတွေ့ခဲ့ဘူးပါဘူးထို့ကြောင့်သူမရဲ့စိတ်ထေရာရှုပ်ထွေးနေပါတယ်မနှက်စောစောသူမရဲ့တကောင်ဖဖခေါက်လိုက်တဲ့အတန်ကိုကြားလိုက်ရပါတယ်အချိန်တော်ကြောင်ဘာမှပြန်မထူတော့အပြင်အကြောက်စရာအန်းတင်တော့ပါတယ်သူရဲ့ဝိညာဉ်စွမ်းအကုန်ဖျက်ချက်ပဲတကောင်ကိုတွန်းဖိလိုက်တော့အထဲမှာဘယ်သူမှမရှိပါဘူးမိုးလင်းနာနဲ့အိတ်ကောက်မလေးကဘယ်လိုသွားလဲ။ကြောက်စရာမျက်မှောက်ကျုပ်ပြီးလက်ထွက်သွားပါတယ်။ဝင်လင်းကတညလုံးနန်းတော်ထဲမှာပဲထိုင်နေပါတယ်။သူ့ရဲ့မျက်လုံးထဲကအပြာရောင်အလင်းတွေကဖြည်းဖြည်းနဲ့ညစ်တက်သွားပြီးဘသူမှမမြင်ရတော့ပါဘူး။ဘသူမှမမြင်ရတော့ပါဘူး။ ရှေးအောင်နှဖျားရဲ့အသက်ကံဤပညာကိုအသုံးပြုဖို့မူလစွမ်းရည်အရင်များလိုအပ်တယ်။တိုက်ပွဲတရားနေရရှိတဲ့မူလစွမ်းရည်နဲ့တည်းမလုံလောက်ဘူး။ဝင်လင်းကစဉ်းစားရင်အစီအစဉ်တစ်ခုကိုဆွဲပါလေ ခဏတင်းညံပြီးရင်တော့သူ့ရဲ့တုံတော်အေးကိုပို့လိုက်တော့အလင်းနဲ့တစ်ခုကထွက်လာပြီးသူ့ရဲ့လက်ထဲကိုရောက်လာပါတယ်အလင်းနဲ့နေရာပြောက်ကွယ်သွားတော့ခန်းထားတဲ့တရဖူတစ်ခုကိုမြင်လိုက်ရပါတယ်ထိုတရဖူထဲမှာအလုံးမြုံမှမာနကြီးတဲ့အနီရောင်အခြေတစ်ခုကရှိနေပါတယ်အနီရောင်အခြေရဲ့ပက်လက်မှာရွှေရောင်မင်းကြောင်တစ်ခုကလည်းဝင်းရက်နေပါတယ်တေချာကြည့်မဲ့ဆိုရင်ထိုရွှေရောင်မင်းကရွယ်စားတင်းခဲ့သွားတဲ့ရွှေရောင်နဂါးဝူးညင်ဖြစ်မှန်းသိနိုင်ပါတယ်ရွှေရောင်မင်းကြောင်ကအနီရောင်အခြေကိုကြောင်းနေတယ်လို့အနီရောင်အခြေကိုဝိုင်းပတ်ထားပြီး ထိုရိုင်းလှူဆောင်မှုအတိုင်းပဲလိုက်လှူဆောင်နေပါတယ်ဝယ်လင်းကတရဖူစိုက်ကြည့်နေတော့အတိတ်ကအနီအောင်လိပ်ပြသူ့ရဲ့မျက်ဝန်းထဲမှာတဖြည်းဖြည်းနဲ့ပြန်ပေါ်လာပါတယ် အနီယောင်လိပ်ပြောင်းအနီယောင်လိပ်ပြောင်းတည်ဆုံသွားတဲ့အချိန်မှာဝန်လင်းကိုသူမရဲ့ဇာတိမျိုးကိုတွားခိုင်းခဲ့ပါတယ်အဲ့ဒီမှာဝန်လင်းကအပြောင်နှင်းစင်ပန်တပွင့်ကိုတွေ့ခဲ့ပြီးထိုပန်းအနေထွက်လို့တဲ့မာနာကအနီယောင်လိပ်ပြောင်းနဲ့အတူတူပါပဲဝန်လင်းကတရဖူရာပြီးရဲ့နောက်အဲ့နှစ်ခုကပေါင်းဆက်သွားပါတယ်အစားဝန်လင်းကတရဖူရဲ့လှုပ်ဆောင်ချက်ကိုမသိပါဘူးတခခုကကွာခြားသွားတယ်လို့ပဲခံစားရပါတယ်တို့ကနေဘာကွာခြားသွားလဲဆိုတာကိုတော့မသိပါဘူးကောင်းကင်ရရွှေအောင်ငါကသူ့ရဲ့အစွမ်းထက်ဆုံးနှီးပညာကိုအသုံးပြုပြီးတရဖူပုံစံကိုဖန်တီးလိုက်တဲ့အချိန်ကျမှဝန်လင်းကနားလေသွားပြီး တကယ်တရဖူကိုထုတ်လိုက်ပါလေ။အဲနောက်မှာတော့ဖြည်းဖြည်းခဲတဲ့မြင်ကွင်းလေးကိုဝင်လင်းကမမေးနိုင်ပါဘူး။ပေါ်လာတဲ့အနီအောင်ပုံရင်ကအနီအောင်လေးပြနဲ့အရန်ဥမဆင်ပါလေ။မာနာကြည့်တဲ့အချိန်မှာလည်းအထူးတူပါပဲ။ဝင်လင်းကအနီအောင်လေးပြအဲ့ဒါမင်းလား။သူကခတ်တူတူလေးပြောလိုက်ပါလေ။အနီအောင်လေးပြကဝင်လင်းပထမအဆုံးအချိန်သဘောကျခဲ့တဲ့လူပါ။ ရွှေပါရမီရှင်တရားဝဲမာနာကိုမေးဖို့အတွက်ခက်ခဲပါတယ်။ဟိန္ဒဗရာနိုင်ငံကတော့သူတို့ရဲ့စီမင်းလေးကိုချိုးဖောက်ပြီးသူမတို့တပည့်အဖြစ်လက်ခံခဲ့ပါတယ်။ရွှေနိုင်ငံရဲ့အဆင့်တန်းကိုလည်းမြင့်တင်ပေးခဲ့ပါတယ်။နိုင်ငံတစ်ခုခြားစစ်ပွဲအုံတော်စတင်ခွင့်ပြုခဲ့ပြီးထိုစစ်ပွဲကတာနူးလို့တမန်လူတွေအုံတော်ဆွဲထည့်ခဲ့ပါတယ်။ဝလင်းကစကားပြောပြီးရတော့တတဖူထဲကအနီအောင်အရှိတ်ကတုံရင်သွားပါလေဒိုးဝါနဲ့ဘာပြန်ပြောပဲရှောင်းတိန်နေသလိုတဖြည်းဖြည်းနဲ့ပြတ်ကွက်သွားပါလေဝလင်းကတပြင်းဝင်ချပြီးတတဖူထေချာကြည့်ပြီးရတော့တင်းစေလိုက်ပါလေသူ့ရဲ့မျက်လုံးတွေက တောက်ပလာပြီးတီကြည့်တဲ့မျက် နာမူရာကိုပြသလိုက်ပါရင်နောက်တစ်ခုကိုတန်းစင်ပြီးထိန်းချုပ်နိုင်ရင်နဆိုးဝိညာဉ်ပင်လယ်ကိုသွားတဲ့ခီးစဉ်မှာပို့ပြီးတော့ယုံကြည်မှုရှိလာလိမ့်မယ် ဝလင်ကအတက်အဖြစ်ပြန်ရှူတင်လိုက်ပြီးသူ့ရဲ့တော်တော်အေးကိုပေါ်လိုက်ပါတယ်ငွေရောင်တောက်ပန်းနေတဲ့အမျိုးသမီးအလောင်းကောင်တစ်ခုကဝလင်ရဲ့ရှေ့မှာပေါ်လာပါတယ်ကောင်းဝင်းတခွင်ကျေဆုစနစ်နဲ့မဟာမိတ်ကျေဆုစနစ်ကကြီးမားတဲ့တိုက်ပွဲအတွင်းမဟာမိတ်ကျေဆုစနစ်ကတန်းစင်နာတဲ့အလောင်းလေးကိုထုတ်သွင်းခဲ့ပြီးထို့အမျိုးသမီးရအစွမ်းထက်ဆုံး၃ယောက်ထဲရတယောက်ပါသူမကဒဏ်ရာပြီးရဲ့နောက်ဝလင်ကလူဦးနိုင်ခဲ့ပါတယ်အမျိုးသမီးရသူမရဲ့လှပတဲ့ခနာကူကောက်ချောင်းလေးကိုပေါ်လင်စီတဲ့ငွေရောင်ဝတ်စုံကိုဝတ်ဆင်လာပါတယ်အသက်ရှင်နေတဲ့ညှို့ဖန်ဆနိုင်တဲ့အမျိုးသမီးတယောက်ဖြစ်ပါလိမ့်မယ်တို့ရရင်ယခုချိန်မှာတော့သူမရဲ့ ရဲ့မျက်နှာဖျော့ဖျော့နေပြီးသူမရဲ့ခန္ဓာကိုယ်ကနေထွက်လာတဲ့ရင်းစွမ်းရည်ကအခန်းတစ်ခုလုံးပြင်းထန်နေပါတယ်။ သူမရဲ့ခနာကူမှာကျိုးနှကျိုးဝလည်းရှိပါသေးတယ်။တချို့ကတော့သူမရဲ့ပခုံးနဲ့ချိတ်ဆက်ထားပြီးနောက်တချို့ကသူမရဲ့တင်ပါဆုံးယူနဲ့ချိတ်ဆက်ထားပါတယ်။ထိုကျိုးတွေကမဲမဲခင်ရောက်တန်းနေပြီးပြင်းထန်တဲ့အနံ့ဆိုးတွေကထွက်နေပါတယ်။တမန်လူတယောက်ကထိုအနံ့ကိုရှူမိရင်ချက်ချင်းပဲတည်ဆုံးသွားပါလိမ့်မယ်။ကျဉ်ကျက်မှုအဆင်မြင်မှမှုမရှိတဲ့ကျဉ်ကျက်သူတွေအတွက်ထိုအနံ့ကိုရှူမိရင်ချက်ချင်းပဲအဆိပ်တင်သွားပါလိမ့်မယ်။တစ်ချက်လောက်ပဲရှူမိရင်တော့ပြင်းထန်တဲ့ဒဏ်ရာရမှာဖြစ်ပြီးအချိန်မုံများစွာရှူမိမယ်ဆိုရင်တော့တည်ဆုံးသွားနိုင်ပါတယ်။ ဒီတန်းစင်ထားတဲ့အလောင်းကိုထိန်းချုပ်နိုင်ရင်နိဗ္ဗာန်တန်းစင်သူအစောပိုင်းအဆင့်အစွမ်းတစ်ခုကိုငားထက်ရလိမ့်မယ်။ဝန်လင်းရဲ့မျက်လုံးတွေကတောက်ပသွားပါတယ်။ထိုအလောင်းကိုပြန်ယူလာဖို့အတွက်အန္တရာယ်များခဲ့ပေမယ့်ယခုတော့အချိုးကျစုတွေကိုရေသိမ်းလို့ရပါလို့မယ်။သူကစောက်ကြည့်နေတော့မျက်နှာအမူအရာပြောင်းလဲသွားပါတယ်။သူ့ရဲ့ညာလက်ကိုဝင်းလိုက်တော့အလောင်းကသူ့ရဲ့တော်တော်အိတ်သေးကိုပြန်ဟုတ်သွားပါတယ်။အခန်းထဲကရင်ဆွဲရင်နဲ့အစိမ့်ငွေတွေကလည်းအမြဲပဲပြောက်ကွက်သွားပါတယ်။ခနာကြမှာနန်းတော်အပြင်ဘက်ကနေတွန်းဆုံတွန်းဆုံတဲ့အမျိုးသမီးအတန်တစ်ခုကိုကြားလိုက်ရပါတယ်။အကြီးကဲဝမ်လင်းရပါ မိုးလင်းနေမဲ့ညလေးတွေကတော့တိုက်ခတ်နေသေးပါရေဝင်းညင်ချူမှာလေဒီရရံဝတ်အီးပါတယ်ကျင့်ကြံမှုကြောင့်သူမကတိတ်ပြီးတော့မခံစားရပေမဲ့အေးနေသေးပါပဲသူမကသူမရှိကမြေပြင်ပေါ်မှာထိုင်နေတဲ့လူကြီးကိုရှင်းဝန်းစွာနဲ့ကြိလိုက်ပါတယ်ထိုလူကြီးကလွန်ခဲ့တဲ့ရက်နေငယ်ရဝလင်းတော့လိုက်လာခဲ့တဲ့သူပါယခုတော့ထိုလူကြီးကသူမကိုအိစရဲမျိုးလုံးနဲ့စိုက်ချနေတော့သူမကကြောက်သွားပါတယ်သူမကအောင်နှခမ်းကိုကိုက်လိုက်ပြီးခတ်တူးလေးပြောလိုက်ပါတယ်ကျမကအကြီးကဲဝင်ကိုတွေးကျင်လို့ပါကျမကိုဝန်ခွင့်ပြုပါလား တာရှန်ဘာမှပြောပဲသူရှိရမျိုးသမီးကိုအိဆက်စွာနဲ့ကြီးနေပါလေထိုမင်းကလေးရချစ်တလန်းတိုးလာပြီဆိုရင်သူကတိုက်ခဲ့ပါတော့မယ်နန်းတော်တကားကြီးရအတွင်းဘက်ကနေပွင့်လာပါလေဝလင်ကပြုံးလိုက်ပြီးရှင်းဝင်နေတဲ့လင်အားကိုကြည့်ကရေမောလိုက်ပါလေဒလောက်စောစောဘာကိစ္စနဲ့လာလဲဝလင်ကိုမြင်တော့သူမကစိတ်အသာရသွားပြီးရင်ဘုတ်ပုတ်ကပြောလိုက်ပါလေအကြီးကဲရေဝင်းညင်ဂျိုဘောကနေထွက်ချိန်ဟာအရန်ကိုလှလေအကြီးကဲကကြည့်ကျင်မလားလို့မေးကျင်လို့ပါပြောရင်းနဲ့သူမရဲ့မျက်နှာရဲတက်လာပါလေဝင်လင်းကအကြီးကဲဖြစ်ပေမဲ့သူမအမြင်မှာတော့သူမထက်အသက်ကြီးတဲ့ပုံမပေါ်ပါဘူး ထိုကဲ့သို့ပူပင်လင်လင်ဖိတ်ခေါ်လိုက်တော့သူမရဲ့ရင်ခုန်တန်ကပို့ပြီးတော့မြန်လာပါတယ်ဝင်လင်းကထိုစကားကိုကြားတော့သူ့ရဲ့အပြုံးလေးကပြတ်ကွက်သွားပြီးမျက်မှောင်ကျုပ်လိုက်ပါတယ်လင်အားကဝင်လင်းရဲ့မျက်နှာမူရာကိုသတိထားမိနေပါတယ်ဝင်လင်းကမျက်မှောင်ကျုပ်တာကိုမြင်တော့သူမရဲ့ရင်ထဲမှာစိုးရင်စိတ်တွေကဝင်လာပါတယ်သူမကနှာခမ်းကိုကိုက်ကဘာပြောမှမသိဖြစ်သွားပါတယ်ခလေးမလင်အား ငါချင်းချင်အောင်မယ်မင်းကကြောက်တယ်ဆိုရင်တာရှန်ကိုလိုက်ပို့ခိုင်းလိုက်မယ်ဝလင်ကတာရှန်ကိုကြိကအမေပေးလိုက်ပါလေတာရှန်လင်းအောင်ကိုလိုက်ပို့ပေးပြီးသူ့ကိုဘေးကင်းအောင်လို့ဆောက်ရှောက်ပေးလိုက်သူကပြောပြီးတာနဲ့သူကလင်းအောင်ကိုလှဲမကြည့်တော့ပဲနန်းတော်ထဲကိုပြန်ဝင်သွားပါလေသူ့ရဲ့ညီနေမှာခါးသီးစွာနဲ့ပြောင်းလိုက်မိပါလေလင်းအောင်ရဲ့ရွယ်ချက်ကိုသူကဘယ်လိုလုပ်ပြီးရောမသိဘဲနဲ့နေမှာလေချင်းချက်မှုအစင်အရာနှစ်ထောင်ကျော်ပဲရှိသေးပေမဲ့အသက်အရွယ်ရတော့နှစ်ထောင်ကျော်နေပါပြီလင်းအောင်ထက်အများကြီးယူမှကြီးပါလေသူမမရေဝင်းရဲ့အမျက်ရှိတာလွယ်လို့သူကသူမကိုကောင်းကောင်းမွန်ဆက်ဆန်တာအကြီးကဲတယောက်က ကဂျူနီယာတယောက်ကိုကျင်နာမှုပေးတာပါအခြားဘာမှမရှိပါဘူးလင်အားအခြားဘာမှမရွယ်ပါဘူးအကြီးကဲနဲ့အတူနေထွက်ချိန်ကိုအတူတူကြည့်ကြင်အောင်ပါဒါလောက်တင်းခဲ့တဲ့ကိစ္စလေးကိုအကြီးကဲကလိုက်မျောပေးနိုင်ဘူးလား လင်ယာရဲ့မျက်လုံးတွေကကြည်လင်တောက်ပါနေပါတယ်။သူမကိုယ်တိုင်ကလည်းဘာကြောင့်မှမသိပေမဲ့လူလာထဲကဝင်လင်းကိုရှာကျင်နေရပါ။သူမရဲ့အိမ်မက်ရဲ့အဖြစ်ကိုရှာကျင်နေရပါ။ဝင်လင်းစီကအဖြစ်ကိုရှာမယ်လို့သူမကခံစားရပါတယ်။ဝင်လင်းကလင်ယာရဲ့ဘက်ကိုကြောပြထားပြီးဆက်ချောက်သွားနေပါတယ်။သူ့ရဲ့ဝေးဝန်ဝင်ရလိုက်တော့နန်းတော်တကားကြီးအားဖြည်းဖြည်းချင်းပိတ်သွားပါတယ်။အကြည့်ကလင်ယာကမင်းညာပေါ်လာတဲ့လူထားကြီးအကြောင်းကိုသိကျင်လို့ပါ။သူကဘာတူလဲလင်အားရှေးကိုတူလိုက်ပါတယ်တာရှန်ရဲ့မျက်လုံးတွေကတော့ပတ်သွားပြီးရှေးကိုခြေတလန်းတူလိုက်ပါတယ် လိုင်းတစ်ခုကလည်းပြန့်နှံ့သွားပြီးလင်ယာရဲ့ပေနေငယ်အကွာကိုတွန်းပို့လိုက်ပါတယ်။ လင်ယာရဲ့ကျင့်ကြံမှုအစင်အားမြေမာတာမဟုတ်တဲ့အတွက်နောက်ဆုတ်သွားရင်မျက်နှာဖျော့ဖျော့သွားပါတယ်။သူမရဲ့ခန္ဓာကိုယ်ထဲကဝိညာဉ်စွမ်းအင်တွေကလည်းမတိမငြိမ်ဖြစ်လာပြီးဆိုရင်ပူပန်မှုတွေနဲ့ပေါင်းဆက်ကသူမရဲ့ဝိညာဉ်စွမ်းအင်ကကမောက်ကမဖြစ်သွားပါတယ်။သူ၏ရည်ကလည်းလေကြောင်းလေးကိုပြုတ်တက်လာပြီးသူတစ်ပတ်အန်ထွက်လာပါတယ်။ဝလင်ကတပင်းကိုချလိုက်ပါတယ်။သူကမျက်မှောက်ကျုပ်ကနန်းတော့ကနေပြောက်ကွက်သွားပြီးသူမရဲ့ဘေးမှာပေါ်လာပါတယ်။သူမရဲ့ကြိုးကိုညှိတာဆောင်နဲ့ပုတ်ပေးလိုက်ပြီးမူလစွမ်းအင်ကိုပုတ်လွတ်လိုက်ပါတယ်။တပတ်ပြင်းအောင်လေပတ်လိုက်တာနဲ့သူမရဲ့ဝိညာဉ်စွမ်းအင်ကတည်ငြိမ်သွားပြီးဒဏ်ရာတွေကလည်းပျောက်ကွင်းသွားပါတယ်။ ဒီကလေးမတော့တော့အောင်ဒီဖိုးကြီးကမင်းနဲ့အတူနေထွက်ချင်ကိုကြည့်ပေးမယ်ဝလင်ကဘာမှမတတ်နိုင်တော့ပါဘူးသူမကိုကျင်နာတီးခန့်ပေမဲ့သူ့ရဲ့ဆုံးဖြတ်ချက်ကိုတော့ပြောင်းလဲမှာမဟုတ်ပါဘူးသူကလိုက်သွားတာသူ့မှာမီးစရာတွေရှိနေတာကိုမြင်နေလို့ပါအကြီးကြီးကလင်ယာရဲ့တောင်းဆိုချက်ကိုလက်ခံနေပေါ့လင်ယာရဲ့မျက်နှာဖြောင်းဖြောင်းနေစေဖြစ်ပေမဲ့သူမရဲ့မျက်လုံးကြီးတွေမှာဝမ်းတမှုများပြင်းထန်နေပါတယ်သူမရဲ့မျက်လုံးတွေကတောက်ပွားလာပြီးသူမရဲ့မျက်လုံးတွေကလည်းတောက်ပွားနေပြီးအရန်အုံးမှာချစ်စရာကောင်းနေပါတယ် ဒီတစ်ခါပဲဝလင်ကတပြင်းရုံချလိုက်ပါတယ်သူကနေဝင်နေထွက်ကိုလီမူအန်နဲ့ပဲအတူတူကြည့်ဘူးတာပါထိုရာဝလင်အတွက်ထာဝရအမှတ်တရဖြစ်နေရပါတယ်အဲ့နောက်မှာတော့ဝလင်ကဘသူနဲ့မှအတူတူမကြည့်တော့ပါဘူးအခြားတယောက်ဆိုလို့ရှိရင်စိတ်ဝိညာဉ်တန်းစင်ခိုင်းမှာသူနဲ့လူမေကနေရန်တစ်ချက်ချပြီးနေဝင်နာကိုအတူတူကြည့်ခဲ့တာပဲရှိပါမယ်လင်ယာကပြုံးကခေါင်းညှိလိုက်ပြီးသူမရဲ့လက်ကခေါင်းလုံးလေးတွေကိုတီးလိုက်ပါတယ်အဖြစ်အောင်အဆက်လေးတစ်ခုကဝေးရနေလာနေပါတယ်ထိုရာလင်ယာစီကိုပြန်တက်လာတယ်ဂျိုကြဖြူတစ်ခေါင်းမှာလင်ယာကဂျိုကြပေါ်ကိုခုန်တက်လိုက်ပါတယ်ဝလင်ကတော့ကောင်းမလေး းတယောက်နဲ့ဂျိုးကြပေါ်မှာဘလူးလုပ်ပြီးတော့ထိုင်နေပါတယ်သူကချစ်တလန်းလှမ်းလိုက်တာနဲ့လေထဲမှာလမ်းလျှောက်သွားနိုင်ပါတယ်လင်အားပြုံရင်ဂျိုးကြရဲ့ခေါင်းကိုပုတ်ကပြောလိုက်ပါတယ် အကြည့်ကဲလင်းအားနှောင်းကနေလိုက်ခဲ့ပါပြောပြီးတာနဲ့ဂျိုးကြလှပတဲ့အကွေးပိုက်ပုံစံတည်းနဲ့ကောင်းကင်ထဲကိုပြန်တက်သွားပါတယ်ဝလင်ကခါတိတဲ့ပြုံနဲ့လိုက်သွားပြီးမိုးကုတ်ဆောင်ပိုင်းထဲမှာပြက်ကွက်သွားပါတယ်လမ်းတစ်လျှောက်လုံးလင်းရန်ကရန်အုံးမှပြုံနေပြီးဂျိုးကြပြန်တန်းနေတော့ရင်မောနေပါတယ်သူမရဲ့လက်ကခေါင်းလုံးလေးတွေကလည်းမြည်နေပြီးသူမရဲ့ရင်မောတန်တဲ့ရောနှောကကောင်းကင်တမန်ကြီးရဲ့တေးတန်လိုနဝေခြုံလုံးလာပါတယ်ဝလင်ကနားထောင်ရတာရန်အုံးမှတရုတ်တာရှိနေပါတယ်ဂျိုးကြပေါ်ကလင်းအားကိုကြည့်ရင်ဝလင်ကတပြင်းအောင်ချမ်းမိပါတယ်သူမကတကယ်လို့မှပျော်ရွှင်နေတာကိုသူကမြင်နိုင်ပါတယ်သူရဲ့ငယ်ဘဝ ကလွယ်လို့ထူကောင်းမလေးလို့ပျော်ရှင်တဲ့အချိန်မျိုးကဆပါပါတယ်ဂျိုးကြမကြခင်မှာပဲကောင်းကင်ထဲကိုထူတက်နေတဲ့အမိဆုံးတောင်ထဲကိုရောက်သွားပါတယ်တောင်ထဲကိုမူတိတ်နေရဝင်းရနေပါတယ် နေထွက်ချိန်ရဲ့အနီရောက်လင်းတန်းကတောင်ထိပ်ကိုထိတွေ့နေတဲ့မြင်ကွင်းကပို့ပြီးတော့လှပစီပါတယ်တောင်ထိပ်ကမူတိတ်နေတဲ့ဈာမပုံကွဲနေပြီးစိမ့်လန်းတဲ့တပင့်နေနဲ့ပြင်းထန်နေပါတယ်ကြီးလိုက်မဲ့ဆိုရင်တော့သဘောအတိုင်းလှပနေပါတယ်တောင်ထိပ်ရဲ့နောက်ဘက်မှာတော့မှောင်မိုက်တဲ့သမုတ်တရာကြီးကရှိနေပါတယ်ထိုရာထိုချိုရဲ့အဆုံးမဲ့သမုတ်တရာပါဂျိုးကြမူတိတ်နေကိုဖျက်ကြော့ကတောင်ထိပ်ကိုဥတီသွားရင်အုံမိလိုက်ပါတယ်မကြခင်မှာပဲတောင်ထိပ်ကိုရောက်ပြီးဆင်းသက်လိုက်ပါတယ်လင်ယာကဂျိုးကြပေါ်ကနေခုန်ဆင်းလိုက်ပြီးလိပ်ပြလီလိုပြန်ဝဲဆင်းသက်လာပါတယ်သူမရဲ့လက်ကခေါင်းလုံးလေးတွေမိတန်တဲ့အတူအပြောင်းအလဲကြောက်တုံး ံးဖို့ဆင်းသက်လိုက်ပါတယ်ကြည့်ကဲအမြင်လားတောင်ပေါ်လေတွေကတိုက်ခိုက်လာတော့သူမရဲ့စပင်တွေကလွင့်ပြန်သွားပြီးမျက်နှာတော်ကဖုံးသွားပါတယ်ထို့ကြောင့်သူမရဲ့လာပို့ပြီးတော့ထင်ရှားလာပါတယ်လွင့်ပြန်နေတဲ့အနေရောစပင်တွေနဲ့ပြည်ပြေးစုံတဲ့မျက်နှာလေးကဝင်လင်းရဲ့မျက်လုံးထဲကိုရောက်လာပါတယ်တောင်ပေါ်လေကတိုက်ခိုက်လာတဲ့အခါရေဝင်းကြီးအမြင့်ရှိတဲ့ကောင်မလေးတယောက်ရဲ့ဆွဲဆောင်မှုကမထိမ်မပဲပေါ်လင်းလာပါတယ်ထို့ရာတိတ်ပြီးတော့အထိပ်ပဲမရှိပေမဲ့အရှိဘက်ကနေနေထွက်လာပြီးမှုံမိုင်းမှုတွေကလည်းတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားပါတယ်လိမ်မောင်ရောင်အလင်းနှန်းချီကမှုံမိုင်းမှုကိုဓာတ်နဲ့ဖယ်ရှားလိုက်သလိုပဲထွက်လာပါတယ်မှုံမိုင်းမှုက တဖြည်းဖြည်းနဲ့ပြောက်ကွက်သွားပါလေ။လင်အားရဲ့ချစ်စရာကောင်းတဲ့မျက်နှာလေးကနောက်ကရနေတော့ထွက်လာပါလေ။နူးညံ့တဲ့အလေးအောင်ကပုံဝင်ချင်းကိုလှပစေပြီးနေထွက်ချိန်ကနောက်ခန့်ပုံဖြစ်လာပါလေ။စပင်နီယာမျက်နှာတဝက်ကိုဖုံးထားတဲ့လင်အားရဲ့အပြုံးကိုဝင်လင်းရဲ့စိတ်ခင်းမှာထာဝရမှမိနေပါလိမ့်မယ်။ဝင်လင်းရဲ့မျက်လုံးတွေကအံ့ဩမှုတွေနဲ့ပြင်းထန်နေပါလေ။သူကချစ်တလန်းလှမ်းလိုက်ပြီးတော်တော်တခုပုံမှာဆင်းသက်လိုက်ပါလေ။သူ့ရဲ့ရင်ထဲမှာတော့ထူးဆန်းတဲ့ခံစားချက်တွေရရှိနေပေမဲ့နေထွက်ချိန်ကိုညင်ညင်လေးကြည့်နေပါလေ။ ငင်းချမ်းမှုလင်အားဘာမှပြောပဲသူမရဲ့စပင်တွေကိုနေရနောက်ကိုတက်လိုက်ပါတယ်နေထွက်ချင်းကိုကြီးနေတဲ့ဝလင်းကိုကြီးကသူမကပြုံးလိုက်ပါတယ်နေရအပြေဝါထွက်လာတဲ့အထိလင်အားဘာမှပြောပါဘူးပြီးတော့မှတပင်းကိုချကခတ်တူတူလေးပြောလိုက်ပါတယ်အမကြီးကဂျိုးမလာခင်ကလင်အားဒီမှာတယောက်တည်းနေဝင်နေထွက်ကိုကြီးနေကြပဲနေထွက်ချင်းကိုကြီးရင်ဝလင်းကဖြည်းဖြည်းချင်းပြောလိုက်ပါတယ် အရင်ကိုလာတယ်ထိုးအချိန်မှာသူကမထိမ်မက်ပဲထူးဆန်းတဲ့အခြေအနေတစ်ခုကိုရောက်သွားပါတယ်အချိန်တူတူလေးပဲဖြစ်ဖြစ်မဲမမေ့နိုင်စရာပါထိုးထူးဆန်းတဲ့အခြေအနေမှာသူကမှုံဝါတစ်ခုကိုမြင်လိုက်ရပါတယ်ဒိုးဝါရင်တိတ်ထားပြန်စင်းစားကြည့်လိုက်တော့ဘာမှမြင်လိုက်ရသလိုပါပဲထိုးရာထူးဆန်းတဲ့ခံစားချက်ပါဝယ်လင်းကပထမအဆုံးအချိန်ကြုံတွေ့ရတာပါဝေးရကနေပင်လေလှိုင်းတန်ကလေးရောက်လာပြီးပဝင်းချင်းရဲ့တိတ်ဆိတ်မြင်တမ်းမှုနဲ့ရောနှောနေပါတယ်ထိုးတန်းအောင်နားထောင်ရတာနားကြီးစရာလုံးဝမရှိပါဘူးခနာကြတော့လင်ယာကခတ်တရိုးလေးပြောလိုက်ပါတယ် ထီးကဲမင်းညာပေါ်လာတဲ့လူထားကြီးကဘာတူလဲဆိုတာလင်အားသိကျင်တယ်ဝလင်ကဝေယောကိုကြည့်လိုက်ပါရင်နေရလေထွက်နေပါပြီခဏစဉ်းစားပြီးတော့သူကဖြည်းဖြည်းချင်းပြောလိုက်ပါရင်ငါရဲ့အဖိုးတန်ရတနာပစီတစ်ခုရဲ့ဝိညာဉ်ပဲလင်အားနှကန်းကိုကြိုက်ကဝလင်ကိုကြည့်လိုက်ပါရင်သူမကခေါင်းကိုခံရလိုက်ပါရင်အထီးကဲကလင်အားကိုမလိမ်ပါနဲ့ဒါကအဖိုးတန်ရတနာပစီရဲ့ဝိညာဉ်မဟုတ်ဘူးဆိုတာလင်အားသိပါတယ် အရင်တော့ကျေတာရီရဲ့ဈာမှာအင်အားအကြီးဆုံးဖြစ်တယ်မှုတစ်ခုပဲဝလင်ရဲ့မျက်လုံးကြီးကအကျဉ်းပြောင်းသွားပြီးတင်းငိမ်စွာနဲ့ပြောလိုက်ပါတယ်ဘာလို့အဲ့လိုပြောရလဲလင်ဟာခေါင်းငုတ်ကအတော်ကြာစဉ်းစားနေပါတယ်ကြာတော့သူမကတော်မြောက်အကြိတ်ကဆွမြစ်ချက်ချလိုက်တဲ့ပုံရပါတယ်ဝလင်ရုံကြီးကထူဆန်းတဲ့ခန်းစားချက်တွေရောင်းတော့နေတဲ့အတန်နဲ့ခက်တူတူလေးပြောလိုက်ပါတယ်ဂျူနီယာငယ်စဉ်တုန်းကအိမ်မက်တစ်ခုကိုအမြဲတမ်းမှတ်နေခဲ့တာ အဲ့ဒီအိမ်မက်ထဲမှာမင်းညားပေါ်လာတဲ့လူသားကြီးကိုမြင်ခဲ့တယ်လူတယောက်တည်းမဟုတ်ပေမဲ့သူတို့ရဲ့မျက်ခုံးလေးချားမှာကြယ်လျားရှိတယ်။လင်အားထိုးချောင်းဘသူ့မှမပြောပြဘူးပေါ့။သူမရဲ့မတိဆိုင်ကဘသူ့မှလည်းမပြောပြချင်ပါဘူး။ဒိုးဝရင်ဝင်လျောရင်ဆိုင်ရတဲ့အခါထူးဆန်းတဲ့ခံစားချက်တစ်ခုကြောင့်သူမရဲ့အချီမဆုံးလှုပ်ဝက်ချက်ကိုပြပြမိလိုက်ပါတယ်။ကျွန်တော်တော့ခရိုဆာကီပါ။နောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့။အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးဝင်တည်ရှိပါတယ်။